မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တော့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီကနေ့မှာတော့မိတ်ဆွေတွေတို့ကို1958ခု January လထုတ်မြဝရီမဂ္ဂဇင်းအတွဲ6အမှတ်3မှာပါဝင်ခဲ့တယ်စာရေးသူတိန်းလွင်ရေးသားထားတဲ့ဂျေမုတ်ဆိုးလို့နာမည်ရတဲ့ဝတ္ထုတို့ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့နာတော်တာစင်ကြည်ပေးပါဦးခင်ဗျာ ဂျေမုတ်ဆိုကိုချွက်ကီထားတော့လေမဆိုင်တင့်သည်ကြောချင်းခိုင်းကအိတ်နေတော့ချစ်လင်ကိုချွက်ကိုနှိုးလိုက်ကိုချွက်ကတုတ်တုတ်မျှမလို့အောက်သူအောက်သားထုံးစံမီယိုးဖလာဖြစ်သည့်ရင်ကန်ပိုင်ဦးရှင်ကြီးအားကောင်းညင်းငပြောထညက်နှောသည့်လက်ဖက်ကွန်းရာစုံးစုံစွာကိုယမနေ့ကတင်ပြီးသည့်နောက်ယနေ့ညာဦးရင်မူရင်ကန်ပိုင်တခွင်၌ဦးရှင်ကြီးနတ်မှလွဲ၍ တကိုးအရှိဆုံးအကြောက်ရဆုံးဟုတမုတ်ခံရသည့်အဘိုးခေါ်နားလေသည့်နတ်တရေကြီးအားပင့်ခေါ်ကျွေးမွေးပွဲပြုခဲ့ကြ၏ရင်းတို့ကျွေးမွေးတမှုပြုရသည်မှလည်းရင်းငံပိုင်းတခွင်တွင်သူတစ်ပါးအသက်ကိုတက်ဖြတ်ကအသက်မွေးဝမ်းကြောင်းသူမော်ဆိုးတငါမြည်သူမဟုမပြုမနေပြုကြရသော တာဝန်ကြီးတစ်ခုဖြစ်ပေသည်ထို့ကြောင့်စကြက်တွင်လှန်ထားရင်ပိုးထိ၍ညနေကမှတေဆုံးသွားသည့်ဗာကြီးလူခိုင်းနွားစအုပ်ကြီ စုဖြိုးသောမိုးခိုသားတပိတ်သာရင်းတပိတ်သာအပြင်ဘာကြီးလူစနီးစေတနာဘလဘွားကြောင့်ရခဲ့သည့်ကလအုံဆောင်ထက်ပစိုးချံစသည့်အမဲဝန်းတွင်သာအစုတို့ကို စီပြန်တမျိုးရေချံတပွဲအမဲမဲကြော်ချက်ပြီးတကြက်လေးပလင်းရသည့်အဖိုင်ဤလှော်စာဆိုင်မှလှော်စာရည်ဥယေနှစ်ပလင်းတို့ကို ကိုကြွက်ကအဘွားတင်မြောက်ရန်ဆို၍ဝဲခဲ့ပေသည်မဆိုင်တင့်ကအမဲသားတပိတ်သာတမတ်ဥယေနှလုံးကားမူ ဤသုံးပတ်သောအတပြာငွေကြောင့်သူရင်ထဲတွင်တစ်ဖြက်ဖြက်ထိုမြငွေကြီးနှမျောရှာသူပါပြီနှမျောမည်ဆိုရင်လဲနှမျောလောက်ပေသည်ထိုခက်က ရင်သုံးပတ်သောအတပြာငွေသည်ဆန်ဆက်တပြီသို့မဟုတ် စီနှပိတ်သာတင်းတင်းရသောကြောင့်သည်နတ်တင်သည်ဟူရာ၌နတ်တို့စားတော့ရန်ရည်ရွယ်၍ပူသောတင်မြောက်သည့်အသာဟင်းလျာချိုချင်းခဲပွဲတို့မှယောနေသွားသည်မရှိပဂရိအတိုင်းပင်ဖြစ်၍မရှိမမြင်သည်ကို ရောင်ရမ်း၍ဘေးဥပါမှကင်းစင်စေလိုသည့်အာတိတဖြင့်သာတလုံးတလပြူကြခြင်းဖြစ်၍နတ်တို့ကိုအပြစ်မပြောဝန်ပြောဝန်၍ပြောပါကလည်းမုတ်ချဆက်ဆက်ပင်နတ်ကန်၍အန်ဒီရဲ့ရောက်ရန်နှူးနှူးကိုကြွဖို့ကဝမ်းသာပီတိပြောကြဲလှပီသည်အကြောင်းကအလौကျန်းသမားတောသူ တောင်သားတဘာဝလျောက်တခါတရံအပျော်အပါဖတ်၍တောက်ချင်စားခြင်းသည့်တိုင်အောင်ချစ်စနီမဆိုင်တင်းဤနှမျောတွန့်တို့မှုကြောင့်မတောက်ဖြစ်မစားဖြစ် မရားလိုကြစေရန် ဖြစ်ပေါ်လာသည့်စိတ်ကိုဖြေဖြောက်ခဲ့ရသည်ယနေ့အဖို့မူအဘိုးတင်ရမည်ဖြစ်၍မရားကခွင့်ပြုသဖြင့်အဘိုးကိုမှီ၍တောက်ရ စားရကြတော့မည်ဖြစ်ရာအဘဲမှာဝမ်းမသာပဲ ရှိရန်ဤညစာထမင်းစားမည်အပြုတွင်ဥပေါင်းပေါင်ထမင်းကို ရောင်းမနှင့်အသေးချာခု၍အမဲအသားဥဆုံးအသေးဆုံးတို့ကိုထမင်းမမြင်ရလောက်အောင်ပင် ဖုံးလျက်ဒံရီခွက်တွင်အဖိုက်ထံမှဝယ်လာသည့် ဥယျအပြည့်ထဲကအဘိုးမြောက်ပွဲကျင်းပလေတော်သည်အဘိုးအဘိုးထမင်းဦးပေါင်းအမဲသားဟင်းဦးဆုံးအသေးဆုံးနဲ့ဥယျနဲ့စားလဲပါခမရတောင်းလဲပါခမရအမိုက်မဲတွေလည်းဝေးမယူပါနဲ့ခမရအဘိုးသားမီးများကိုလည်းကြည်ပါရှုပါကြောက်ပါလန့်ပါရယ်ရေဘိုးရေမွှားများလည်းများများရအောင်ပေးပါခမရဤတို့သုံးချိန်သုံးခါကြဲကြဲလောင်လောင်ပင့်ခေါ်ရကြသည်တိုးတိုးတက်တာခေါ်၍ကားမရ သူ၏ယုံကြည်မှုအရာအဘိုးမှာအသက်ကြီးလာပြီဖြစ်၍နားလေးနေသောကြောင့်ဖြစ်ပေသည် ထို့သောစားရန်တောက်ရန်ပင့်ခေါ်ရာတွင်အဘိုးမှာလာ၍စားလေသည် မစားလေသည်မသိသူအဖို့မှန်းထားသမျှတို့မှာမယိုမယွင်းမူလထဲ့ထားသည့်ကြပတဲ့အတိုင်းမင်းတို့ဖြင့်တောင်းလောက်အကြာတွင်အဘိုးတင်ပွဲပြီးစီးလေတော့သည် ထို့သောပြီးသည်နှင့်တပြိုင်နက် တင်မြောက်ပပထားသည့်ထမင်းဟင်းလျာအရက်တို့မှာမြေးများအတွက်ဖြစ်လာလေသည် ထို့ကြောင့်သာထိုနေ့ညကကိုကြွအဖို့ခင်းကလည်းကောင်းကောင်းအရက်ကလည်းထောင်းသဖြင့်အိမ်မောအကြကြီးကြကရုတ်တရက်နှိုး၍မရနိုင်အောင် ရှိတော်သည်ကိုကြွတ်ကိုကြွတ်ထတော်လေသကောင်ချက်တောင်တွနေပြီကလေးကိုနှုတ်တက်ရာမှတတောင်နှင့်နောက်ပြန်တွရင်မဆိုင်တင်ကထတ်ဆင့်နှိုးလိုက်ပြန်လေသည်အီရင်မှကိုကြွတ်ကတအီတာရောင်ရမ်းရင်ဟာဘာလဲရေကြပါလားဘာလဲခုမှခရောင်ကရမ်းနဲ့ တညလုံးကိုငဖဲပြန်တာကြနေတာပဲလူလိုက်လှိမ့်လိုက်တာအေးပါဟာငါနင်းနေမူးသွားလို့ပါတခါတလေတောက်တာပါဟာ တော့တခါတလေကလည်းတော့ကြောက်ကြောက်သေးတော့လူကိုနေစရာတော့မရှိဘူးဟဲဟဲဟဲဆုံးနေကိုကြွက်ကကလေးကိုနှိုးတိုက်နေသောဇနီးစေဟာသူ့ဘက်သို့ညင်သာစွာဆွဲလှဲ့လိုက်က တရှုပ်ရှုပ်မှုလိုက်ကဲအီလေးဆွဲမနေနဲ့တော့ထတော့တကောင်ကျော်လို့ရေတောင်ကမ်းပြုတ်နေပြီဟေးဟုတ်လား အင်းဒီနေ့စနေရဆိုတော့တကောင်ရေပြည့်အေးဟုတ်ပြီငါယူစရာကလေးတွေထည့်ကွာထည့်ပြီးပြီတော့ညာဦးတွေကအကုန်လုံးထည့်ထားတာလဖက်ရည်အိုးတော်စူနေပြီခွင်းပေါ်ကချာယူသွားရုံပဲဆဲလိုက်တဲ့မိချစ်ကတော့စက်ကူနဲ့ပတ်လို့တော့ပုံနေမှာပဲကိုကြွက်သည်အိယာမှလူလဲထားကမျက်နာမူမျက်နာတဲ့ချင်းတော်ခါသားဖြင့်မျက်နာတုပ်ပြီးခြေရင်းရှိဆဲလိုက်ခွက်ထဲမှဆဲလိုက်တို့ကိုမိညှိရင်ကိုကြာကတော့ ဒီနေ့ညကိုအုံးတို့တောင်မှပိတ်ဖြစ်မယ်ပြောတာပဲအရင်ရေကမထီတော့ပိတ်ဖြစ်ချင်မှပိတ်ဖြစ်မယ်တော့ကိုကြာကလည်းဖင်ပြောကောင်းပြောနဲ့အယူလင်လောက်ရတာလိုပဲတိတ်ပြီးတေးကြတာမဟုတ်ဘူးဆက်တောင်လဲသွားကြည့်အောင်ပေါ့အေးပါဟာသွားကြည့်ရမှာပေါ့ကဲငါသွားမယ်လေတဲ့သူချက်စရာကအထူးထွေရှိလာသည်မဟုတ်လက်ဖက်ရည်ဦးဆက်လိုက်ပုံစသည်တို့သာဖြစ်သည်ဇာခူအလေးခတ်တက်ဆောင်ပုံမိန်ဒါ စသည်များကညာဦးကပင်လင်းတော်မှာမူးနေမှန်းသိ၍မကြွေးမကြံရအောင်မဆိုင်တင်ကအယံသင်ထဲထားပြီးဖြစ်သည် ကိုကြွက်လည်းလှေသေးစင်းကရေပတ်ခတ်တိုင်ဆိုင်ခတ်တက်တက်ရင်စိန်တင်ဆိုင်ရင်စာအုပ်နဲ့ခဲရန်ပါရလားဟာပါပါရတော့တော့ဆက်လိုက်ပုံးနေမှာအော်ဒါထက်မနေ့ကပစုံမှာအချိန်ကွာနေတယ်နော်တိတိချာချာပြောရေကူးမှပြောရင်ညင်းနေရအောင်မေးအေးမင်းလည်းပစုံလေးတပိတ်တာအစိတ်ကွာနေတာနဲ့ပြောနေ မင်းရာစုရှာလေးကြီးတော့ထဲ့မပြောဘဲနဲ့ဘာလဲတော်ကကိုကြရောက်ဖာလှုပ်ချင်လို့လားကျုပ်ကပြောတယ်သာပြောလိုက်အေးပါဟာပြောပါမယ်ငါကအဖြစ်ပြောတာပါတို့ပြောရင်လေကိုတွန်းထုတ်က ရေစည်းရင်မျောလိုက်လေသည်ခဲတပြက်လောက်အကွာမှခက်တက်တန်ပေးကဆက်သုံးပြားဆက်ခက်တက်တက်ဗောက်တူကြီးကိုရေတန်တဟဲဟဲမြေအောင်ခက်ကရေစုံတက်ပြင်းနှင်လေတော့သည်ဓာအိုးတို့စာမီးတို့တို့ဘယ်သူတေးသေးကြီးကြီးဘဲနေနေနေ ဘယ်လိုဖြစ်ဖြစ် ကြုံမတော့အလုံးစိန်တင်ကြီးဖတ်ချေရမှာစိတ်ကြည်နိုင်မှာဟုသော မေသားကိုဖိုးစိန်ကြီးတီဆိုသည့်တခြင်းကိုအယောင်တုလိုက်ကအရက်ထဲကလူတွေဘယ်သူတေတေကြည်ကြည်ဘဲနဲ့နေနေဘယ်လိုဖြစ်ဖြစ်ကနောင်စိန်တင်ဖတ်ချေရမှာစိတ်ကြည်နိုင်မှာဟုသောအတမကောင်းဝေသည့်အဆိုပိုင်လှသောကိုကြွဲ့ဤတခြင်းတံမှာ ခွေးတဟောင်းလောက်မှပေါ်ထွက်လာသည်ကိုမဆိုင်တင်းကကလေးနိုးတိုင်ခက်တဲ့တဲ့ကြားမိရာက တယောက်တည်းပြုံးမိသည်ကိုကြွက်ကားခေသူမဟုတ်အစိုးအတီဝါသနာကြီးလာသူ ဖြစ်သည် လူပြိုဘွားကအစိုးအတီဝါသနာပါမှုကြောင့်ပင် မင်းသားရာဖြတ်သက်နှင့်ကနောင်တို့ရောက်ခဲ့သည် ရင်းတို့ကနောင်မျိုးတို့ရောက်ခဲ့ခြင်းသည်ပင်လင်မဆိုင်တင့်နှင့်ဖူးစာဆုံးဖို့ကြံဖန်၍ဖြစ်ပေါ်လာရခြင်းဖြစ်ပေသည်မဆိုင်တင့်က ထိုစဉ်ကသွေးဆုံးအွယ်တတာမျှသာရှိပေသေးသည်ငယ်စဉ်ကပင်မိဘတေဆုံးသွားခဲ့ရာ ခဲကိုကိုဘစိန်နဲ့အမများကကျွေးမွေးတုတ်တင်လာခဲ့၍သာဥမေစာရောက်လူလာမြောက်ခဲ့ရပေသည်ဤသို့ဇာဖွဲ့ရင်ပါလာသောကိုကျွတ်နှင့်ခဲကိုအိမ်တွင်နေရသောမဆိုင်တင့်တို့သည်တရက်နှစ်ရက်အတွင်းလူချင်းရင်းဤကအပြိုလူပြိုချင်းပြီပြီချစ်ကြိုးသွယ်မိကြလေသည်နောက်ဆုံးရာဖြတ်ဆက်ကနောင်မှထွက်သွားသည့်တိုင်ကိုကျွတ်မှာဇက်နှင့်အတူပါမသွားတော့ပေကနောင်၌ပင်ချစ်တောင်တင်ကမဆိုင်တင့်ဤခဲကိုကိုဘစိန်ဤတာဝန်ကို တဝက်ခွဲဝေးထမ်းယူလိုက်တော်သည် တလ၂လ၆လစသဖြင့်တင့်ရအလုတ်ကိုစင်းရဲသူများဘာဝလောက်ကင်နေထိုင်ရင် အောက်ရက်ကိုကြွဲ့ဤမိဘများရှိရာသို့ဆွေပြမျိုးပြအဖြစ်ရောက်ခဲ့တော်သည်အောက်ရက်ရောက်ပြန်တော့လဲနီးစက်ရငွေရလွယ်သောရေမုံဆိုးအလုတ်ကိုလောက်ကင်ရင်းကအကုတော်အလုတ်ဖြင့်အကျိုးပေးက ရေမုံဆိုးကျုံငရွေးအဖြစ်သားသမီး၃ယောက်ထွန်းကားသည့်အတိုင်းလောက်ကင်စားတော့အခြေချမိကြသည်ယနေ့လည်း လာသန်းရီကငွေပေးထားခဲ့သည့်ပဇွန်ပေးကိုယူရန်အတွက်ဗဝင်းထောင်ဆရာ ကိုကြထန်းကိုကြွတ်ထွက်သွားခြင်းဖြစ်လေသည်ဟောမောင်ကြွတ်တောင်ပေါက်လာပါပဲကောလာဟိလာလာရင်းနှွေးတောက်လေအောင်ကိုကြွတ်ကဘောက်တူကျိုးကိုဗဝင်းတမန်ခတ်တိုင်တွင်ပတ်ပြီးအပေါ်တက်ကလဖဲ့ရီချမ်းပူပူကိုမှောက်တောက်ရင်းကကျွန်တော်ဆက်တောင်တင်တောင်ကြည့်ခဲ့သေးတယ်မတွေ့ရနဲ့ဒီကိုတန်းလိုက်လာတာအေးစောစောကတော့ဆက်တောင်မှန်းတာပေါ့ကွာ ါပေသည့်တနေ့ကငွေခင်ဈေးဝယ်ပြန်ရင်ဒီတောက်မှငားကြတာမြင်နေဆိုတာနဲ့ပိတ်ဖြစ်တာပဲဘဲနဲ့လေထိပုံပေါ်ရလားအင်းရင်းတောင်းကြတော့ပေါ်ပြီငဘက်ခုံတန်တော့တော်တော်ကြားရတာပဲဒီပုံဆိုရင်တော့40လောက်ကိုက်လိမ့်မယ်ထင်တယ်။အင်းဒီလောက်တော့ရတန်ကောင်းရဲလို့ထင်ရတာပဲ။အကုသူပေးသမျှပေါ့ကွာ။ကုသူပေးသမျှဆိုပါကိုကြရ။ဟာကောင်ရအကုသူပေးသမျှဆိုမ ဟုတ်တော့မပေါ်ကွာဒိုးလောက်တာကအကုသို့အလို့မဟုတ်လားဒီတော့အကုသို့အကျိုးများများပေးမှငားများများရမယ်မဟုတ်လားကွာကိုကြကားခေသူမဟုတ်ရေမုံစိုးတငါဆိုပေသည့်ငွေရလွယ်၍သာလောက်ကင်စားရသည်အမှန်တရားကိုမူကားတိတူသာပင်ဤတို့စကားပြောရင်လက်ဖက်ရည်တောင်းရင်ဂျေးဆောက်ရင်နှင့်ဂျင်းငါကြောပေါ်လေပြီဘဝင်းတွင် ပိတ်လောင်မိနေသည့်ငါးပစုံများကရေဆက်ဆက်တွင်တဆက်ဆက်တပြုံပြုံ လွတ်ပေါက်ကိုယုံလျက်ရှိကြရှာသည်ကဲပေါ်ပဟိမြောက်ဖက်လက်နာကစပြီးဖမ်းကြမယ်ဆံရနဲ့မောင်ပွားတို့စင်းကြပြီတော့ဘဝင်းတကြီးကိုကြကလူငှားများကို စီမံခန့်ခွဲရင်းမိမိကိုယ်တိုင်လေတောင်ဘက်လက်နာမှစင်ကငါးပစုံများကိုဖမ်းကဖမ်းကပလောက်ကြီးတဲ့သူထဲ့နေတော့ဤရေထရဲ့ကြုံသဖြင့်ငါးပစုံကလည်းတော်တော်ထိရေတက်ကလည်းမြန်သဖြင့်ဈေးချိန်မြန်အတွက်ကိုကြွက်ပင်လင်းဝိုင်းကူ၍ဖမ်းရလေသည် ်ပင်လယ်ပိုင်း၌အစိတ်ရှိသည့်ဂျက်ခေါ်သောမွေငယ်ကလေးတစ်မျိုးသည်လည်းဘဝင်းပိတ်သည့်ဂျင်းတွင်ငါးပစုံများနှင့်အတူ ပိတ်မိနေတတ်လေသည် ထိုမွေငယ်ကလေးများသည် အခြားအစိတ်ရှိသည့်တတ္တဝါများကဲ့သို့လူများကိုကြိုက်ခဲခြင်းဖြင့်အန်ဒီရဲ့ပေးတတ်ကြသည်မဟုတ်တော့လေရင်တတ္တဝါတို့၏သေးငယ်ထမြလှသည့်အဆွေမှာပါဇက်အပြင်သို့ထွက်လျက်ရှိသည်ဖြစ်သောကြောင့်သွားရင်းလာရင်းလူရင်းလွင်ရင်းဖြင့်လူအသားကိုချစ်မိပါကတန်ငယ်ချောင်းရှရာမျှသော ဒံယာမှပင်အစိတ်တက်ကနိုင်ပိုင်းတွင်အိတ်ချင်သည့်ယောဂါဖြင့်ခန္ဓာဆဲနိုင်ပေသည်ယင်းတို့ဖြင့်ငါးပဇုံများကိုနှောင်းညိုအမိုက်တရိုက်များဆေးကြောချိန်တွဲပြီးကိုကြွက်မှာလေပေါ်သို့ရောက်ခဲ့ပေပြီဈေးချိန်မီပြန်ခံနီးမှပင်ကိုကြရေကျုပ်တော့အိတ်ချင်တီတီနဲ့ချက်များထိလိုက်သလားမသိဘူးဟာမင်းလေအေးမွားခဲ့လို့ဖြစ်မှာပေါ့ကွာခါတိုင်းလုံနေကြဟာပဲချက်ထိရတယ်လို့မဟုတ်ဘူးကိုကြရ လက်ခွာနားမှာလဲစက်ဖြင်းဖြင်းနဲ့ကြီးလိုက်တော့တက်ငယ်ချောင်းရှရာတွေ့ရတယ်။မင်းဥစ္စာပစုံဦးရှတာဖြစ်မှာပါကွာ။မင်းနဲ့ကြောက်တဲ့ရန်ကောကိုကြမှာပြောမဲ့တာပြောရသည်။အဲ့ချင်းဒီတက်ငယ်ချောင်းရှရာလက်ခွာနားဆိုသည့်စကားများကြောင့်အတန်စိတ်ပူသွားမိသည်။အဘဲချောင်းဆိုသောအဲ့ချင်းဒီတက်ငယ်ချောင်းရှရာဟူသည်တော့မှာဂျက်ထီသူများဤဖြစ်နေကြသဘောများကြောင့်သာဖြစ်။ထို့ထက်ဆိုသည်ကလက်ခွာကြဟူသည်ကြောင့်ပင်ဖြစ်။လက်ခွာကြဟူသည် အကျောဆောင်ရာအသားပြည့်ဖြူရာနေရာဖြစ်၍ဤနေရာ၌သာအစိတ်ရှိသည့်တတ္တဝါဤအထိပါခံရပါကစိတ်မမီဝါမမြခန္ဓာဆဲရသည်ကြီးဖြစ်သောကြောင့်ပင် ထို့ကြောင့်ပင်စိတ်မချနိုင်သည့်အားလျော်စွာဟေးဆံရမောင်ကျွတ်ကိုအိမ်လိုက်ပို့လိုက်ပါကွာမင်းလူကပဇွန်ဦးရှာတာကိုကြက်ထီရအောက်မိနေလို့ဟုကိုကျွတ်စိတ်ကောင်းအောင်သာပြောဆို၍အပို့လွှတ်လိုက်ရသည် စိတ်ထဲတွင်က တထင်ထင်တို့ဖြင့်ငါးပဇွန်မကြအောင်တင်ထားသည့် ဆက်သုံးပြဆက်ဘောက်တူကိုဆန်ရကခရင် ကိုကြွက်မှာမိတစ်ချက်လျော်တစ်ချက်ဖြင့်ရွာအိမ်စိတ်သို့ရောက်ခဲ့ရသည်အချိန်ကနနက်အာယုံသိန်းစာ6နာရီခန့်ဖြစ်၍မဆိုင်တင့်မှာရေစိမ့်မှကိုကြွက်ကိုစောင့်မျှော်နေစေအဝေးမှဘောက်တူခတ်လာသူကိုမတင်မကအကဲခရင်ကြည်နေရကအနည်းသို့ရောက်လာမှဘောက်တူခတ်လာသူမှာကိုကြွက်မဟုတ်မှန်းတိတော့သဖြင့်လင်းအားကြီးတမေးဤကြောက်မက်ဖွယ်အိမ်မဆိုးကိုတတိတယ မြက်ကလောစံပြဖြင့်ကိုဆံရဘာဖြစ်လာတာလဲကိုကျော်ဘာဖြစ်လို့လဲဟု အသက်ပင်မရှူအားမရှက်အားကမန်းကရန်မေးလိုက်မိသည်တိတ်တော့မစိုးရင်ပါနဲ့ဗျာကြက်ပတ်မိတာပါကျွန်တော်လဲလမ်းမှာခရာမြစ်တွေဝါပြီးခွန့်လာသေးတယ်ကိစ္စမရှိတမ်းပါဘူးတို့ပြောလိုက်ရင်မင်းမဆိုင်တင်မှာငယ်ထိတ်သွေးဆောင်ဘယောက်ဘယက်ဖြင့်လှေထဲသို့အတင်းခုံစင်းကချစ်လင်ကိုကျော်ကိုဆွဲထူပွေ့မှကယုကရင် ခေါငင် ပြုစုရတော့ဤသို့တော်ကိုကျော်က ညာဦးအရက်မူးစဉ်က အိပ်ပျော်နေတကဲ့သို့ပင်တုတ်တုတ်မျှမလှုပ်ညာဦးက တုတ်တုတ်မျှမလှုပ်ခြင်းကသူရစိတ်တက်နေ၍မလှုပ်ခြင်းဖြစ်ပြီးယခုတုတ်တုတ်မျှလှုပ်ဖို့မရခြင်းကဂျက်စိတ်တက်နေ၍တကိုယ်လုံးအစိတ်လွှမ်းခြုံကဘယ်တော့မှမလှုပ်နိုင်တော့သောတုတ်တုတ်မျှမလှုပ်ခြင်းမျိုးဖြစ်တော်၏ဂျက်စိတ်တကိုယ်လုံးလွှမ်းကဇက်ပင်ကျိုးနေပြီဖြစ်သောကိုကြွအိမ်ဒီခြင်းများအကူအညီဖြင့်အိမ်ပေါ်သို့ထန်းတင်ပြီးမွေးစရာများဖြင့်တွင်ဆောက်ခြင်းသွေးဖောက်ခြင်းဆေးတိုက်ခြင်း စသဖြင့်အစွမ်းကုန်ကုသခဲ့ညာလေဂျက်စိတ်မှာသွေးသားတွေကပင် အုံနောက်သေးသို့ပင်ရောက်ရှိနေပြီဖြစ်၍အเจ้าမြီတို့မျှမထူလွှမ်းနေသောအစိတ်မှာနာယီရင့်သည်နှင့်အမျှခြုံတိုင်းကကိုရီကိုသားတဖြည်းဖြည်းအေးဆပ်လာလေသည်ထိုခိုက်ကျမတို့သားမိတို့ကိုပြစ်ခဲ့ပေါ်လာကိုကြွက်ခဲ့ဟူသောမဆိုင်တင်းငိုကြွေးတန်သည်တရွာလုံးကိုပဲ့တင်ရိုက်၍သွားလေတည်းသိမ့်တွင်မိတ်ဆွေများခင်ဗျာ ။အခုဆိုရင်တော့1958ခု January လထုတ်မြဝရီမဂ္ဂဇင်းအတွဲ6အမှတ်3တွင်ပါဝင်ခဲ့တယ်။စာရေးသူသိန်းလွင်ရေးသားထားတဲ့ရေမုံဆိုးလိုနာမည်ရတဲ့ဝတ္ထုတိုကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်။အခုလိုမျိုးနားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်းကျွန်တော်ရဲ့ listeners heaven channel ကနေကျေးဇူးထူပဲတင်ရှိပါရခင်ဗျာမိတ်ဆွေတွေအားလုံးလေးတာယာအေးချမ်းတဲ့နေကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စွန့်မွန်ကောင်းတောင်းပေးလိုက်ရပါရခင်ဗျာ